နေ့စဉ်ရက်ဆက်ဆိုသလိုပုံမှန်ရောက်လာတော့လိပ်ပံကိုကြည့်ပြီးနေမင်းရင်ထဲမှာခံစားမှုတစ်မျိုးလှိုင်းထန်လို့နေသည်ရောက်နေကြချိန်များရောက်မလာရင်ဆိုရင်ဖြင့်ရင်ထဲမှာစိုးရင်စိတ်နဲ့နှလုံးတွေကခြံဝါကိုရောက်နေတတ်တယ်ဆိုတာနေမင်းကိုယ်တိုင်ပဲသိပါသည် လူတယောက်ကိုအချိန်တိုတိုရက်တိုတိုကလေးနဲ့ တန်ရောစင်ဖြစ်နိုင်တယ်ဆိုတော့လိပ်ပြာနဲ့ပတ်သက်မှာပဲနေမင်းတီတော်တယ်လင်ကန်နယ်တုန်းကခံစားရတာကပူလောင်လောဘတွေပါပဲမဲ့လိပ်ပြာနဲ့ပတ်သက်ပြီးခံစားရတာကကြတော့ငြင်းငြမ်းမှုတွေပါနေပါလိပ်ပြာနေမင်းပါပဲပြောလိုက်ပြောလိုက် ခေါင်းငိတ်နာခံတက်လိုက်တာငင်းဆန်စကားဆိုတာသူမအတွက်မလိုအပ်တလို့ဟုခံယူထားပုံရသည်လက်ပြရဲ့မျက်လုံးလေးတွေကနေမင်းကိုကြည့်လိုက်တဲ့အခါတိုင်းကြီးဝေးကအကူတကြီးနဲ့တန်ရောစဉ်တွေ့ငင်နေရဆိုတာအစကထုတ်ဖို့ပြောစရာမလိုပဲအလိုလိုပေါ်လွင်နေတဲ့အောင်ရှိသည်လက်ပြရင်ထဲကခန်းစားချက်ကို နေမင်းရိပ်မိတယ်လို့စိုးမိုးကလည်းရိပ်မိပါသည်။ဘာကြီးကတော့လိပ်ပြာနဲ့တိတ်မဆုံတွေ့တာကြောင့်လူငယ်တွေကိစ္စကိုတိတ်ကြီးတီးပုံမရတော့ပါ။စိုးရင်စိုးရင်တလူတော့မာတတ်ပါသည်။ကောင်မလေးက သဘောကောင်းလေးပဲမင်းအတွက်တော့အန်ရယ်ပဲတော့နေမယ်။မီးဘိုးကြောင့်ကိစ္စအဆင်ပြေနေလို့တာ။ ါဘာမှမပြောပဲနေတာမင်းဘွားတိလို့ကတော့လုံးဝကိုလက်ခံမှာမဟုတ်ဘူးတနေ့တနေ့မင်းစီကို ဖုံးဆက်ပြီးချက်ကင်လိုက်နေတာလေမင်းလည်းအတိပဲဥစ္စာကျွန်တော်တို့ကမောင်နှမတွေလို့ရိုးရိုးသားသားခင်တာပါဘာကြီးကလည်းသူရှိနေလို့လဲစားရတော့ရအဆင်ပြေနေတာဆိုမိုးနဲ့ကအဖြစ်ဆိုမိုးနဲ့ကဖြစ်မှမဖြစ်တဲ့ဟာကို ပြီးတော့လက်ပြကလည်းနေတိုင်းလာနေတာတော့မဟုတ်ပါဘူးသူ့လိုအားမရချားဆိုလိုလာပေးတာပါဘာပဲဖြစ်ဖြစ် တခုခုဆိုအမေကငါ့ကိုပဲထုမှာမင်းစင်ညမှာပဲဖြစ်မှာလေကြိုက်လို့ကိုခဏလာတော့ဘာပြဿနာမှမဖြစ်စေချင်လို့ငါကကြိုပြောထားရတာစိတ်ချပါပါကြီးရဲ့ကျွန်တော်ကြောင့်ဘယ်သူမှစိတ်မညစ်စေရပါဘူး။ဘာကြည့်ကျင်းအောင်ပြောလိုက်ပြီမဲ့လက်ပြကိုတော့ လေချောင်းတွေမတိစေခဲ့ပါလေပြာနေတိုင်းလာတာကိုလည်းဗာကြီးတည်အောင်ဖွင့်မပြောရခဲ့ပါနေမင်းနဲ့ခင်ရတာကိုအပျော်လွန်နေတဲ့လေပြာရဲ့စိတ်ကလေးမညှိုးနှမ်းစေခြင်းလို့သာဖြစ်သည်ကြိုးချင်းသာကြိုးချင်းကြီးဆိုသလိုမျိုးလုံးကြီးတွေနဲ့ပဲတယောက်ရင်ထဲကတန်ရောစင်ကိုစံတယောက်ကအလိုလိုတည်နေတယ်လို့မျိုးပါလားလေပြာလာတာနောက်ကျတဲ့နေ့အတွက်နေမင်းစိတ်ပူပန်လာရပါသည်အတော်နဲ့နေနေရတာ အဆင်မပြေတဲ့လိပ်ပြာရေးဘဝကိုတည်ထားတဲ့အတွက်လဲစိတ်ပူပန်နေမိခြင်းဖြစ်သည်ခြံဝခြံဝမှာလဲဆင်းမချိုးခြင်းတာကြောင့်အိမ်ထဲမှာပဲခောက်တို့ခောက်ပြန်လမ်းလျှောက်နေမိပါသည်လာပါကိုနေမင်းဟာအေးအေးဆေးဆေးပေါ့ဈေးဝယ်နေလို့နောက်ကျတာနေမှာပေါ့ဘလို့ဖြစ်နေရလဲသူမလာတော့လဲဘာဖြစ်လဲကြက်တလီဟင်းဝင်စားလိုက်လဲဖြစ်တာကိုစိုးမောကနှစ်သိမ့်တယ်လို့နဲ့ငော့ပြောနေသည် မင်းစကားကဘာလဲလက်ပြကိုလက်ပြချက်တဲ့ထမင်းကိုထင်းတွေကိုတော့နေတိုင်းမြုံနေပြီးပြောတဲ့စကားကကျေးဇူးကန်တဲ့စကားလက်ပြလို့အခအခကျင်းဝင်မယူပဲစေရနာနဲ့ထမင်းလာချက်ပေးတဲ့သူမျိုးရှိရင်မင်းရှာလာခဲ့စမ်းမခိုင်းပြမယ်ကိုနေမင်းကလည်းသူကအခငွေအခငွေကြီးမယူပေမဲ့လူတယောက်ရဲ့နှလုံးသားနဲ့အချင်နာကိုဖဲ့ချွေယူနေရတော့ကိုနေမင်းကထဲမပြောတော့ဘူးလား လောက်ပဲစေတနာပါတယ်ပြောပြောသူစိတ်ချမ်းသာမှု ကိုလည်းကြည်ပါသေးတယ်နော်ဒီပြားကလူတိုင်းကိုစေတနာထားတော့မဟုတ်ပါဘူးမြေဝင်တချံကျော်ကမုတ်ဆိုးဖို့တခုလက်ကြီးအိမ်မှာထမင်းချက်ပေးပါလားလို့မေးကြည့်ပါလားခေါင်းကိုပြုံးမတဲ့ခါရင်ပြမှာညင်အောင်သေးတယ်ကိုနေမင်းမျက်နှာနဲ့တာသူစေတနာရရှိနေတာဘလို့ပဲစေတနာရှိရှိ သူများအိမ်မှာအိမ်ပေါ်လိုလာလုပေးရဆိုကြဲကသူ့ရဲ့စိတ်ဓာတ်လေးကို ခေစားတင်နေပြီမင်းကိုတခြားအိမ်မှာလိတ်ပြလို့အောက်ခြေသိမ်းလှုပ်ပေးနိုင်လားပျော်စမ်းကျွန်တော်ရှိတဲ့ကောင်မလေးအိမ်မှာဆိုရင်တော့လှုပ်ပေးရင်လှုပ်ပေးမှာပေါ့သွားစမ်းပါကွာအဖိုးရေမင်းတော့အပြင်းကြီးတာမင်းပဲရှိတယ်ခိုင်းလိုက်အင်းနဲ့အင်းအင်းနဲ့အချောင်းမျိုးစုံပြနေတော့အသိဉာဏ်ခံမယ်ကိုနေမဲအခုတော့ပြောပြီပေါ့လိတ်ပြမရှိရင်ကကျွန်တော်ပဲတိုင်ငယ်လှုပ်ပေးနေရတာကို